ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်တင်ကတော့ထိုင်းလတော်၏မြန်မာအရေးဆွေးနွေးပွဲတော်မြန်မာပြည်သူများကိုဖမ်းဆီး၍စစ်ကောင်စီထံသို့ပြန်လွှဲပြောင်းခြင်းမပြုလုပ်ရန် CRPH ကတင်ပြထားပါတယ်ထိုင်းနိုင်ငံပင်ကောက်မြို့ရှိထိုင်းလတော်တွင်ကျင်းပပြုလုပ်ခဲ့သောမြန်မာအရေးဆွေးနွေးပွဲတို့ပြည်ထောင်စုလတော်ကိုစားပြုကော်မတီမှကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး တရားမဝင်ဝင်ရောက်လာသည့်မြန်မာပြည်သူများကိုဖမ်းဆီး၍အချင်းဖက်ဆက်ကောင်စီထံသို့ပြန်လည်လွှဲပြောင်းခြင်းမပြုလုပ်ရန်တံပြားတောင်းဆိုခဲ့ကြောင်း CRPH မှကုစလီတဦးကရန်ကုန်ခေတ္တတည်ထောင်ထားသို့ပြောဆိုထားပါသည်။မဲလာ20နှစ်ရနေမှစမဲလာ23ရနေအထိထိုင်းနိုင်ငံအောက်လွတ်တော်အမျိုးသားလုံခြုံရေးနေဆက်ရေးရာအမျိုးသားရေးဆိုင်ရာမဟာပြူဟာနဲ့တို့ပြင်ပြောင်းလေးရေးဆိုင်ရာအမြင့်တဲ့ကော်မတီနဲ့လူအခွင့်ရေးဆိုင်ရာအာဆီယံလွတ်တော်ကုစလီမြအဖွဲ့ APHR တို့ကကြီးမွချမ်းပါခဲ့တဲ့ထိုင်းနိုင်ငံ၏နေဆက်တရှောင်း၌လုံခြုံရေးမြန်တမ်းခြင်းငင်းချင်ရေးတည်ဆောက်ခြင်းအခန့်ကဏ္ဍဆွေးနွေးပွဲတွင်ထူထူတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အဆိုပါဆွေးနွေးပွဲကိုမြန်မာလွတ်တော်ကိုစားကုစလီများဖြစ်သောပြည်ထောင်စုလွတ်တော်ကိုစလီကော်မတီ CRPH အတွင်းမှဥထုံးမြင့်အလို့တမရေးရာကော်မတီဥက္ကဋ္ဌ ဥက္ကမင်းနဲ့နိုင်ငံတကာဆက်ဆံရေးကော်မတီဥအကမျိုးထက်တို့တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့ဆိုနေပွေတော်ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်ကိုစားပြုကော်မတီကထိုင်းနိုင်ငံအစိုးရအနေဖြင့်တရားမဝန်ဝင်ရောက်လာသောမြန်မာပြည်သူများကိုအချင်းဖက်စစ်တပ်ထံပြန်လည်ပို့ဆောင်နေမည်ဟုလူအခွင့်အရေးကို တမကအသက်အန္တရာယ်ကိုပါစိုးရင်ရသည့်အတွက်ရင်းတို့လှုပ်ဆောင်မှုများကိုချစ်ချင်ရက်တန်ပေးနိုင်ရင်မဖြစ်မနေပြန်ဖို့ဖို့လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့တိုင်းရင်းသားအဖွဲ့အစည်းများထံသာလွှဲပြောင်းပေးပြီးမြန်မာပြည်သူများ၏အတက်အန္တရာယ်ထိခိုက်မှုကိုကာကွယ်ပေးရန်တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထိုင်းနိုင်ငံရောက်မြန်မာအလို့တမများအလို့လုခွန်အတွက်ပြန်လည်တက်တန်းတိုးရ၌အချင်းပတ်စက်ကောင်စီထံသို့အခွင့်မပေးဆောင်ရရင်းနဲ့ထိုင်းနိုင်ငံအစိုးရကတရားမဝင်ဝင်ရောက်လာသည့်မြန်မာပြည်သူများအား အချင်းဖက်စက်တက်ထံတို့ပြန်လည်ပို့ဆောင်နေမှုသည်၎င်းတို့၏လူအခွင့်အရေးတမကအတက်အန်ဒီကိုပါစိုးရင်ရသည့်အတွက်ယင်းတို့လှုပ်ဆောင်နေမှုကိုချက်ချင်းရတံပေးနိုင်ရင်မဖြစ်မနေပြန်ဖို့ရန်လိုအပ်ပါကအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်ကိုစားပြုကော်မတီနှင့်တိုင်းရင်းသားအဖွဲ့အစည်းများထံတို့သာလွှဲပြောင်းပေးခြင်းဖြင့်မြန်မာပြည်သူများ၏အတက်အန်ဒီထိခိုက်မှုမှကာကွယ်ပေးရန်ဟု CRPH ကတင်ပြတောင်းဆိုထားပါတယ်အဆိုပါနေ့တက်ဆွေးနွေးပွဲတို့မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများမြန်မာဆွေးပြောင်းနေထိုင်သူများအရေးနေဆက်ဖြစ်ကြုံမှုခင်များကိစ္စထိုင်းမြန်မာ နေဆက်တလျှောက်လုံခြုံရေးကိစ္စရများအကြံပေးစက်ကောင်းစီအထူးအယောင်ရွေးကောက်ပွဲအပေါ်တဘောထားအမြင်များကိုအတိအကဆွေးနွေးပလေးခေချာကြောင်းယင်းဆွေးနွေးပွဲတို့တက်ရောက်စဉ်ကာလအတွင်းမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တီမြန်မာအရေးကိုအစဉ်တစိုက် အာပိကူညီနေသည့်ထိုင်းနိုင်ငံ၏လွတ်တော်အမဲများဖြင့်တခြားတွိတ်ဆောင်ရမြန်မာအရေးအခြေအနေများနှင့်တစ်ဖက်ပူးပေါင်းဆောင်ရွက်တော်နိုင်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ဒီဆွေးနွေးပွဲကအရင်ကောင်းပါတယ်မြန်မာအရေးနဲ့ပတ်သက်ရင်တကယ့်ကိုနိုင်ငံရေးအရာရောပညာရေးဆိုင်ရာအရာရောနိုင်ငံတကာအတိုင်းဝိုင်းနေပြီးအရာရောတကယ့်ကျွမ်းကျင်တဲ့ပညာရှင်တွေတက်ရောက်လို့တက်ကြွလှူရှာတူတွေ မြန်မာအပါအဝင်အာဆီယံဒေတာတွန်လွတ်တော်ကိုယ်စားလှယ်တွေအကုန်တက်ရောက်ခဲ့ကြတဲ့ပွဲဖြစ်ပါတယ်။ပုံပုံလင်းလင်းကိုဆွေးနွေးခဲ့ကြပြီးထိုင်းလွတ်တော်နဲ့အစိုးရကိုမြန်မာအရေးနဲ့ပတ်သက်လို့လက်တွဲနဲ့ကရင်တဲ့မူဝါဒတွေပေါ်ပေါက်လာစေမယ်လို့မျှော်လင့်ပါတယ်ဟု CRPH ကိုယ်စားလှယ်ကရန်ကုန်ခက်တိတင်ဌာနတို့ပြောဆိုထားပါတယ်။